ဆက်သုံးစီဈေးအလုံးတရိပ်ပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့နှစ်ပတ်ကစက်တိုက်ကြဆင်းနေတဲ့ရန်ကုန်အထိုင်း73စီရှင်ညုံစေးနှုံတွေအခုတစ်ပတ်မှာတော့တက်ရိပ်ပြလာပြီးတလီတာကို9ချက်ကနေ40ချက်အထွန်းပြန်လည်မြင့်တက်လာတယ်လို့73စီတင်သွင်းတူလောင်းဖြန်ပြူးခြင်းလုပ်ငန်းကြီးချဲ့ရေးကော်မတီကနေသိရပါတယ်။ နှစ်ပတ်သာအတွင်းတလီသားကို15ချက်ကနေ40ချက်အတွင်းကြာဆင်းခဲ့တဲ့92နဲ့95ဓာတ်စီစင်းုံတွေဟာအခုတစ်ပတ်မှာတော့တလီသားကို9ချက်မှ25ချက်အတွင်းအနည်းငယ်ပြန်လည်မြင့်တက်လာပါသေး ဒီဆက်ဈေးနှုန်းများမှာလည်းပြီးခဲ့တဲ့နှစ်ပတ်သာအတွင်းတလီတောင်ကို95ကျပ်မှ85ကျပ်အထိကျဆင်းခဲ့ပေမဲ့အခုအပတ်မှာတော့တလီတောင်ကို35ကျပ်ကနေ40ကျပ်အတွင်းပြန်လည်မြင့်တက်လာတာကိုတွေ့ရပါတယ်ကိုပါရေနံဈေးကားထော်ရေနံစိမ့်တစီကိုဒီကနေ့မှ68တရက်မှ99ဒေါ်လာအထိရှိခဲ့ပြီးပြီးခဲ့တဲ့အပတ်ကာလာတူကားထက်တစီကို9ဒေါ်လာခွဲချော်အထိမြင့်တက်နေပါသေး ပြည်တွင်း73စီဈေးနှုန်းအနေနဲ့ပြည်တွင်းနိုင်ငံခြားသုံးဝေးလဲလှယ်မှုနှုန်းထားတွေနဲ့ပြည်ပကားနေဝယ်ယူရတဲ့အာရှပစိဖိတ်ဒေသအတွက်စင်ကာပူအခြေဆိုင်နေစဉ်ပြန်မျှ73စီဈေးနှုန်းအပေါ်မှာအခြေခံထဲလို့ဆိုပါတယ်ပြပကဝယ်ယူရတဲ့73စီဈေးနှုန်းမြင့်တက်နေသလိုလက်ရှိမှာပြင်ပကြည်တွင်းနိုင်ငံခြားသုံးဝေးလဲလဲမှုနှုန်းထားတွေကလည်းတပတ်တာအတွင်းဒေါ်လာကို180အတွင်းမြင့်တက်နေပါသေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေကိုနိုင်ငံခြားငွေတွေစက်တိုက်ထုတ်ချောင်းပေးနေတယ်လို့ယမန်နေ့ကအမေရိကန်ဒေါ်လာတန်တန်းရောင်းချပေးခဲ့ပါသေးတယ်။ ဒီကနေ့မှလည်းဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးတွေကိုတရားဝင်လိုက်စင်မရှိဘဲလဲလဲရောင်းဝယ်ထားတွေကိုရွေချက်ရှိရှိဆောင်ရွက်နေသူတွေကိုထိထိရောက်ရောက်ရေးယူဆောင်ရွက်ထားတွေအရှိဟုံးမြင့်ဆောင်ရွက်သွားမယ်လို့သတိပေးလာပါတယ်။ဒီကနေ့ထုတ်ပြန်တဲ့အခုတစ်ပတ်အတွက်73စီရင်းညွန်ဈေးတွေကတော့92တလီတာကို2935ကျပ်95တလီတာကို2895ကျပ်ဒီဇယ်စီတလီတာကို2410ကျပ်ပရီမီယံဒီဇယ်စီ တလီတာကို2960ချက်အထိဈေးနှုန်းအသီးသီးရှိနေတယ်လို့သိရပါတယ်ရှင်။